တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာလက်နက်ကြီးကြီးစားထိမှန်မှုကြောင့်စစ်ကောင်စီဘက်က6ရောက်တန်းအားရသွားတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ဂုံးချွင်တိုင်းဒီမလကျွန်းဧရိယာထေကစစ်ကောင်စီတက်ဆွဲပြီးနေထိုင်တဲ့တရုတ်စစ်ရုံစီမံကိန်းတွေရှိတဲ့နေရာကိုအခုရက်ပိုင်းအတွင်းအရခတက်တူအီအီကလက်နက်ကြီးကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပစ်ခတ်ခဲ့တာကြောင့်လက်နက်ကြီးကြီးစားထိမှန်တဲ့အတွက် စစ်ကောင်စီဘက်ကဒုတက်ရင်မုံအစင်ဗိုလ်မှူးတယောက်နဲ့နောက်ထပ်တပ်ဖွဲ့ဝင်9ယောက်စုစုပေါင်း6ယောက်တန်ရာရရှိသွားတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူညီပြင်းစီတည်င်းမြတယောက်ကနရင်းစရာကိုပြောပါရယ်ဒါအပြင်ဒရုန်းဤပညာရှင်တရုတ်စစ်သားတယောက်လေးလက်နက်ကြီးကြီးစားထိမှန်တဲ့အတွေ့ထိခိုက်တန်ရာရရှိသွားခဲ့တယ်လို့တည်င်းထွက်နေတယ်လို့လေသူကပြောပါရယ်တရုတ်စီမံကိန်းစစ်ရုံတွေရှိမှာစစ်ကောင်စီကကာကင်းစခန်းတွေတိစောက်ပြီးတမင်နေရာယူထားကြပြီးတော့ ဒေသခံတွေကိုနေတိုင်းဒရုန်းနဲ့ပုံကျေတိုက်ခိုက်နေတယ်လို့လေဆိုပါရယ်။ကြောက်ဖြူတိုက်ပွဲမှာတရုတ်ဒရုန်းနှီးပညာကူပေးတဲ့စစ်သားတွေမြန်မာစစ်တပ်ဘက်ကဝင်တိုက်ပေးနေတယ်လို့သိရပါရယ်ရှင်။